ဒီစံဖက်စစ်ကောင်စီကိုသွန်းလှန်တော်လှန်တဲ့နေရာမှာမလိုအပ်ပဲနဲ့အရန်ရှည်ကြနေတဲ့ခရီးကိုကျမတို့ရှောက်နေရတယ်လို့ကျမတို့သုံးသပ်မိတယ်ကျမတို့အမျိုးသမီးတွေကတစ်ဖက်မှာစစ်အာဏာရှင်လည်းတော်လှန်တယ်လို့တစ်ဖက်မှာလည်းဒီ patriarchy စနစ်ကိုတော်လှန်နေတာကျမတို့အမျိုးသမီးတွေကအဲ့လိုပဲနှစ်ခုကိုလုံနေရတယ်ပေါ့နော်တခြားပုံမှန်လူတွေထက်စားလို့ရှိရင်အဲ့လိုမျိုးလုံနေရတယ်နောက်တစ်ခုကကျမတို့ဌာနေတိုင်းရင်းသားဥမာလူမျိုးနွယ်စုငယ်တွေဆိုလို့ရှိရင်လည်းထိုနည်း၎င်းပဲ ဆက်အနာရှင်လည်းတော်လာနေပြီးလို့ရှိရင်ဒီမှာလူမျိုးကြီးဝါရကိုချုပ်ငိမ့်ဖို့အတွက်ကိုလည်းကျမတို့သွန်လန်တိုက်ပွဲဝင်နေရတဲ့အခြေအနေဖြစ်တယ်ဆိုတော့ကျမတို့ဆက်ပြီးတော့သွန်လန်ရမှာပဲအကုန်လုံးစုစည်းနိုင်မဲ့ platform ကိုကျမတို့ဒီဘသူမှလာလို့ပေးမှာမဟုတ်ကိုယ်တွေချင်းချင်းပဲပေါ့နော်လောလောဆယ်မှာအောင်ဆောင်လုပ်နေတဲ့လူတွေအချင်းချင်းခုနပြောသလိုပဲဘုံရီမှန်းချက်တူညီတယ်ဆိုလို့ရှိရင်တော့ လောက်ဆောင်ပုံစံကျမတို့မတူရင်တော့မှကျမတို့စုစည်းလို့ရတယ်လေနော်ဘုံရီမန့်ချက်မတူမှသာကျမတို့စုစည်းဖို့တက်တာခက်မှာဖြစ်တယ်ပေါ့နော်ဆိုတော့အကုန်လုံးပါဝင်တဲ့စုရက်တစ်ခုနဲ့ platform တစ်ခုဖြစ်လာဖို့ကဒီအခုလောလောဆယ်ခေါင်းဆောင်ပိုင်းတွေမှာပါဝင်ယူနေတဲ့လူတွေကဒါကိုအဓိကထားပြီးလုပ်ရမယ်ဥပမာကိုယ့်ရဲ့တခြားတခြားတော့ mandate တွေကိုပဲအရင်ကင်ဆွဲနေရမယ်အချိန်မဟုတ်တော့ဘူးလို့တော့ကျမပြောချင်တယ်အကုန်လုံးကိုဘဒုဥမခြံမထားခဲ့တဲ့စနစ်နဲ့စုစည်းနိုင်တဲ့ရန်တရားတစ်ခု ်ပေါ်လာဖို့အရန်ကိုလိုအပ်ပါတယ်လို့